လက်ဘရောင်းတောင်ဒေသခံတောင်သူဒေါခင်ဝင်းအသက်ခံရမှုကိုမိသားစုကစလင်းကြီးရဲစခန်းမှာတွားရောက်တိုင်ကြားခဲ့ပြီးတော့စခန်းကတိုင်ကြားစာကိုလက်ခံထားပေမဲ့တိုင်ရက်ဖွင့်ပေးဖို့ကိုတော့အထက်ကိုတင်ပြရအောင်မယ်လို့အကြောင်းပြန်လိုက်ပါတယ်။စံရီလ3ရက်နေ့မှာမြန်မာနိုင်ငံရှိနေများကွန်ရက်ကအမှုဆောင်အဖွဲ့ဟာတေဆုံးသူဒေါခင်ဝင်းနေအိမ်ကိုတွားရောက်ပြီးတော့ကဲကန်ရှင်ရဲ့ဆန္ဒအရရဲစခန်းမှာအမှုဖွင့်ခဲ့တာလို့ရှင်နေဦးသိမ့်တန်းဦးကပြောပါတယ်။ရဲစခန်းကစခန်းမှုဒူရဲမှုဦးတန်းနိုင်က ရှေ့မှာတေးမှုတေးခင်းတဲ့တခါအမှုဖွင့်ထားလို့နောက်တစ်ကြိမ်ထပ်ဖွင့်လို့မရဘူးလို့ညင်းဆိုခဲ့ပြီးတော့အထက်ကိုတင်ပြပြီးတော့အကြောင်းပြန်ပါမယ်လို့ပြောဆိုခဲ့တဲ့အကြောင်းရှေ့နေကပြောပါတယ်။စကိုင်းတိုင်းနေဆက်လုံကြုံရေးရဝင်းကြီးတိုင်းခရိုင်နဲ့မြို့နယ်ရဲတပ်ဖွဲ့မှုတို့ကိုတိုင်ချက်ဖွင့်ထားတာဖြစ်တယ်လို့လည်းရှေ့နေဦးသိန်းတန်းဦးကပြောပါတယ်။တရုတ်ဝမ်ပေါင်းကုမ္ပဏီကဒေသခံရွာသား80ကျော်ကိုခိုးမှုအကျိုးဖြတ်စည်းမှုတို့နဲ့စလင်းကြီးရဲစခန်းမှာပဲအမှုဖွင့်ထားတာကိုလက်ခံထားပြီးတော့အခု ဒေါခင်ဝင်းအသက်ခံရမှုကိုတိုင်ချက်ဖွင့်မပေးတဲ့အတွက်ရှင်းနေများကွန်ရက်ကလိုက်ပါကူညီဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်းပြောပါတယ်။တမရပြောခွင့်ရသူဦးရထွက်ကတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒေါခင်ဝင်းတေဆုပ်မှုနဲ့ပတ်သက်ပြီးတော့တေမှုတေခွင်းဖွင့်စုံစမ်းစစ်ဆေးနေတဲ့စကိုင်းတိုင်းဒေသကြီးအစိုးရကကော်မရှင်ဖွဲ့စည်းစစ်ဆေးနေတယ်လို့ဥလထုံကောင်းဆောင်တဲ့လက်ဘရောင်းတောင်စီမံကိန်းလုပ်ငန်းကော်မတီကလည်းကွင်းစစ်စစ်ဆေးနေတယ်လို့ DBP ကိုပြောထားပါတယ်။ဒီဇင်ဘာလ22ရက်နေ့ကစကိုင်းတိုင်းလက်ဘရောင်းကျင်းဒီစီမံကိန်းမှာရော်ကျင်းမြူထားတဲ့ လေယာမြေတွေပေါ်မှာဝမ်ပောင်ကုမ္ပဏီကခြံစည်းရိုးခန့်နေစဉ်မှာတားဆီးတဲ့ရွာသားတွေနဲ့ရဲတပ်ဖွဲ့တို့အတိကယုံဖြစ်ပြီးတော့မူကျိုးပြင်အလဲရွာသူဒေါ်ခင်ဝင်းတနက်တီမှတေဆုံးခဲ့တာဖြစ်ပါတယ်